အားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါတယ်ခင်ဗျမင်္ဂလာပါကိုကုမာရီအားလုံးပဲမင်္ဂလာပါဒီနေ့ညနေမှာတော့နော်ဟူးမကျော်ပတိတက်ထုတ်ပေးကြတာရှိပါတယ်ဘုမကျော်ပတိတဲ့ဒီညနေမှာအောင်သွားပါပြီ nó đâu cho nên sau trình giàu lấy thì đi sẽ sở chú ra vi ra đi bao gồm bò mẹ quý bật đi từ lâu thâu vi đà vào đấy nhá khả năng này giờ tôi sẽ lấy đi xa mẹ của nó အားလုံးပဲဘူးစွာပထမတည်ရှိသူအားလုံးမင်္ဂလာပါဟုတ်ပြီတော့ဒီညညနေမှာဝိပတ်တိဟူးမကျော်တပတ်တိထုတ်ပေးတာဒါဒီညညနေမှာအောင်သားခဲ့ပြီပေါ့နော်ဆိုတော့ကကျန်တဲ့6ချိန်စာမှာနောက်ထပ်ပေါက်ချင်တယ်ဆိုတော့ကိုမရရှိလို့ရှိရင်ကျွန်တော်ပတ်တိလေးကလုံးတွေ့ထားတာရှိပါတယ် အခုအင်္ဂါနေ့မှာပဲပေါ့နော်ကျွန်တော်တို့ခဏကခုနှစ်လုံးတော့ဆင်းသွားပြီခုနှစ်လုံးတော့ဆင်းသွားပြီဆိုတော့ခဏကသုံးလုံးပဲရှင်းပါတယ်ဆိုတော့၄5 6ဆိုတဲ့သုံးလုံးရှင်းနေပါသေးတယ်ဆိုတော့ကအရင်အပတ်ပတ်တည်းရဲ့သုံးဆံရဒီတစ်ပတ်လဲတစ်လုံးကိုခြံပြီးတော့ခြံတဲ့နှလုံးကိုခြာပေးသွားအောင်မယ်လို့ကျွန်တော်ထင်တယ် အဲ့ဒီသုံးလုံးထဲမှာလာနိုင်ခြင်းဖြစ်နိုင်ခြင်းအများဆုံးရှိတယ်။ပတိလေးတစ်လုံးကိုရွေးထုတ်ပေးရတာရှိပါတယ်။ဒီပတိပြောပြီးွားပြီဆိုလို့ရှိရင်မနှက်ပြန်တော့တနေကုန်စားမှာထီကိုထီရမယ်ဝမ်းကျင်းနဲ့ကြီးလေးတွေပါတခါလေးပြောပြပါမယ်။မနေ့ကတော့ကျွန်တော်တို့6တိဝမ်းကျင်းပေးတာဝမ်းကျင်းမှန်နဲ့ကြီးကတော့လွဲချော်သွားခဲ့တယ်ပေါ့နော်။ ဒါနေတိုင်းကတော့ထုံးစံတိုင်းပဲမှန်တဲ့ခါလဲမှန်မယ်မှားတဲ့ခါလဲမှားတော့ဘောနော်အဲဒီလိုမှရှိရဲ့ဝန်ချင်းကိုပိုင်းလို့နေတာကက်ပြီးတော့တိုင်းနေတဲ့လို့တုံးပါဘူးဆိုပထမကျွန်တော် channel subscribe မလို့အတင် subscribe လို့ဝါပြီးတော့ညီမလေးနေပေးခဲ့လို့ရပါတယ်။ဆိုတော့ကဇန်နဲ့6ကြိမ်စာအတွက်မွေးရမယ်ပတိရဲ့ကျွန်တော်နောက်ထပ်အခွေအခွေတစ်ခုရပါထပ်ပြောပြပေးပါမယ်။ အခွေကဘာလို့ပြောရမှာပြောမှာလဲဆိုတော့ကျွန်တော်တို့ညနေမှာရှစ်ထိတ်ဆိုပြီးရှစ်တက်စင်နာဖြစ်တဲ့အတွက်ရှစ်ထိတ်လာတိုင်းမှာဟိုထွက်ကိုထွက်တဲ့ formula တခုရှိတယ်ပေါ့နော် formula အခွေလေးတခုရှိတယ်ပေါ့နော်အဲ့နဲ့တက်တဲ့အကူမလေးမွေးလို့ရအောင်လို့တခါလေဒီဗီဒီယိုမှာပြောတော့ပြပါမယ်ခင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်စလိုက်ရအောင်ဟုတ်ပြီရင်းဦးဆုံးကျွန်တော်ကျန်တဲ့6ကြိမ်စာမှာ ကစားရမယ်ပတ်တီမွေးရမယ်ပတ်တီလေးတစ်လုံးကိုပြောပြပေးပါမယ်မိန်တင်ကွာနှစ်ကွက်နဲ့ပါတစ်ခါထုတ်ပြီးတော့ပြောပြပါမယ်အဲကြောင့်မလို့တေချာကြီးဥဆိုင်နားထောင်ပါကျန်နေ6ကြိမ်ကြာမှာလာဖို့ရာခိုင်နှုန်းအများဆုံးရှိတဲ့656ဆိုတဲ့ကဏ္ဍတုံးလုံးနဲ့ကတလုံးဖြစ်တဲ့ပတ်တီလေးရတော့9ပတ်တီဖြစ်ပါတယ် ငားလိုက်နေတဲ့ကိုမရရှိလို့ရှင်မိုတီရအောင်လို့ပြောပေးတာဖြစ်ပါတယ်။ကြံနဲ့6ကြိမ်စာမှာကြောက်ကနန်း3လုံးဖြစ်တဲ့4 5 6ဆိုတဲ့3လုံးမှာလာဖို့ထွက်ထွက်နိုင်ခြင်းရှိတဲ့လာနိုင်ခြင်းရှိတဲ့အများဆုံးပေါ့နော်ငားနိုင်ခြင်းအများဆုံးရှိတဲ့ပတ်တိကနန်းလေးရတော့ငားပတ်တိဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ငားပတ်တိမှာဆိုလို့ရှင်ကျွန်တော်တွေ့တာတဲ့ကလင်နာ site ညာ ငါးပတ်ဒီပါဂျန်နဲ့၆တင်စာကိုကျွန်တော်တို့တင်ထိုးရမယ်ကနန်နှစ်ကွက်ရှိပါတယ်ပတ်ဒီမှာတင်ထိုးမကနန်နှစ်ကွက်ကတော့90နဲ့9နှစ်ဖြစ်ပါတယ်ခင်ဗျ90နဲ့9နှစ်ဖြစ်ပါတယ်ပတ်ဒီဆောင်းမယ်ဆိုလို့ရှိရင်တင်ထိုးရမယ်နှစ်ကွက်ဖြစ်ပါတယ်ဒါဂျန်နဲ့၆တင်စာမှာကစားဖို့အတွက် ဖြစ်ပါတယ်ဟုတ်သွားကျွန်တော် channel လေးကို subscribe မလုပ်ရသေး subscribe လုပ်သွားပေးပါလက်မလေးမနေရသေးဘူးဆိုရင်တယောက်တစ်ချက်နှိပ်သွားပေးပါဦးလို့ကျွန်တော်ကကိုညီတောင်းပါတယ်เนาะဆိုတော့ subscribe ကကျွန်တော်ဒီမှာဖြူအောင်လေးရှိတယ်เนาะဖြူအောင် click လေးရှိတယ် subscribe မလုပ်ရသေးရင်ကျွန်တော် channel ကို subscribe ဒီ click လေးကိုနှိပ်ပြီးတော့လှူအပ်ပေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ channel နဲ့6ကြိမ်စာမွေးရမယ် formula မွေးခွေလေးထပ်ပြီးတော့ပြောကြပေးပါမယ်ဒေတာ user site နားထောင်ပေးပါခင်ဗျာ ဒါနဲ့ခွေမပြောခင်ကျွန်တော်ဟူးမကျော်9တုံညာ break ပေးရတာရှိပါတယ်9တုံညာ break လိုက်တဲ့သူတွေကဆက်လိုက်ပါဒါတစ်ပတ်သေးလိုက်ပြီးပေါက်ပြီးသွားတဲ့အကိုမရဲ့အတွက်ကိုကျွန်တော်ကထပ်ပြီးတော့ပတ်သေးထပ်ပြီးတော့ချပေးတာဖြစ်ပါတယ်ဒါကြောင့်ပတ်သေးနဲ့အခွေကြိုက်တာလိုက်ပါ9တုံညာ break လိုက်နေသူတွေက9တုံညာ break ဆက်လိုက်ပါဆိုတော့ဟုတ်ပြီကျန်တဲ့6ချိန်သာမှာ ချက်ထိတ်ကြရတဲ့ formula ရလာအောင်လာပေးရမယ်အခွေ၅လုံးခွေလေးပူပါပြောပြပါမယ်အဲ့ဒီခဏန်းလေးတွေကတော့၃ည၁၂3လေးဆိုရက်ခဏန်း၅လုံးခွေပူဖြစ်ပါတယ်ချက်ထိတ်ကြပြီးတိုင်းတော်တော်များများသိကြမယ်ခင်ဗျာချက်ထိတ်ကြပြီးချင်း၃ည၁၂3လေးခွေပူပါနောက်ကနေ live ထွက်တတ်ပါတယ်ဒါသတိထားပြီးတော့ကစားသိကြပါတယ်အတိုင်းနဲ့တက်မှလဲဆိုပါ တိုက်တူမှာသာလိုက်စော်ပေးပါဟုတ်ပြီကျွန်내956ညကနေ3လုံးနဲ့မှာကျန်ကနေ3လုံးနဲ့မှာလမ်းလမ်းကြီးထွက်နိုင်ကြီးအများဆုံးရှိတယ်အတီးတွေက9ပတ်တီးဖြစ်ပါတယ်เนาะ9ပတ်တီးဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်အားလုံးမွေးရမယ်ခဏပေးထားတဲ့ဟာတွေကိုပြန်ပြောပြပြပေးပါမယ်ကျွန်တော်ပထမဦးဆိုတော့တနင်္ဂနွေနေ့ညမှာကျွန်တော်တစ်ပတ်တီးနဲ့9တုံညပိတ်ပေးထားတာရှိတယ် တစ်ပတ်တည်းကထွက်သွားပြီဆိုတော့9:00ည break ဆက်လိုက်မယ်သူတွေ9:00ည break ဆက်လိုက်ပါကျန်တဲ့6ချိန်စာတော့ကိုပတ်တည်းက9ပတ်တည်းထပ်လုပ်ပေးကြပါလေ9ပတ်တည်းမှာ55နှစ်ကတင်ကွက်ဖြစ်ပါတယ်55နှစ်က main ကွက်ဖြစ်ပါတယ်ဟုတ်ပြီပတ်တည်းမလိုက်ပဲနဲ့အခွေလိုက်မဲ့အကူမာရတော့က3ည1 2 3 4ဆိုရဲအခွေဘူးလေးအခွေဘူးပါအခွေဘူးပါဗောနော်ဘူးပါပါထည့်ပြီးတော့နိုင်လို့နိုင်နိုင်နိုင်ပေးပါ ုံညာ1နှစ်3လေးဆိုရဲငါလုံးခွေပူပါတန်တဲ့6ကျိစာအတွက်ဖြစ်ပါတယ်အကုန်လုံးလိုက်ကြမလို့ပါဘူးချိန်နဲ့တက်တဲ့ဟာကိုခွဲကြပြီးတော့ကိုယ့်ဘာကိုလိုက်ပါငန်းရှိသလိုတုံးချလို့ရပါတယ်ကျွန်တော်ပေးသမျှကလည်းပုံလိုက်ထိုးကြမလို့ပါဘူးအဲဒါဆိုလို့ရှိရင် live လေးကိုစုံမသက်ခင်မနှက်ပြန်တနေုံအတွက်1ချိန်လေးကဲဒီနေ့လည်းမှန်တာတဲ့1ချိန်လေးပေါ့နော်ဒီနေ့လည်းရင်ခံရပါတယ်ကျွန်တော်တို့ တလေးတကူနှစ်ပေးရတယ်တရှိဆိုပြီးထွက်တယ်တင်းနာနေရလဲကိုတက်ဆိုလဲပေါက်တယ်ကိုသုံးဆိုလဲပေါက်တယ်ထွက်တော့ကိုနှစ်ဆိုပြီးထွက်တယ်ဆိုတော့ကက်ကက်လွယ်နေပါတယ်အဲဒါကြောင့်မလို့နေတိုင်းကအချက်နှစ်တက်မှလိုက်လို့ပါနေတိုင်းကိုတော့တတိချင်းစာကြိုးစားပြီးရှာပေးနေတယ်ဆိုပေမဲ့ကန်တရားရလွယ်ချုံမှုလေးနဲ့နေငယ်ရှင်းနေပေးတာဟုတ်တော့နားလည်ပေးသေးရှင်ပါတယ်ခင်ဗျဟုတ်ပြီဒါဆိုလို့ရှိရင်တော့ အဲမနက်ဖြန်တနေကုန်အတွက်ပစာမဲ့ဝမ်းချင်းနဲ့ကြီးလေးကိုတခါလေးပြောပြပါမယ်မနက်ဖြန်တနေကုန်မှာထီကိုထီရမယ်ဝမ်းချင်းလေးကတော့ငါးတုံညာဝမ်းချင်းဖြစ်ပါတယ်မနက်ဖြန်တနေကုန်မှာထီကိုထီပေးရမယ်ဝမ်းချင်းကငါးတုံညာဝမ်းချင်းဖြစ်ပါတယ်မိမိတို့အဲ့နေတဲ့အနေနဲ့ကက်ပြီးတော့ကစားလို့ရပါတယ်ကျွန်တော်ကတော့ငါးတုံညာဝမ်းချင်းကိုနှစ်ခွန်လေးဆိုရယ် ီသုံးလုံးနဲ့တွဲပေးထားပါတယ်ခင်ဗျနှစ်ခွန်လေးဆိုတော့ကီသုံးလုံးနဲ့တွဲပေးထားပါတယ်ဒါကြောင့်မလို့မနက်ကတနေကုန်မှာပစားမယ်ခဏ6ခွက်က92ခွန်94 3ည2 3ည4 3ည4ဆိုရဲခဏ6ခွက်ကိုထုတ်ထားပေးပါရခင်ဗျကျွန်တော်နေ့တိုက်ကိုခဏ6ခွက်ပဲပုံမှန်ပေးပါရခဏနေအများကြီးလည်းမပေးပါဘူးခဏနေမူရဟောင်းမှာဆိုလိုပါကျွန်တော်ချစ်ရှုသူဟိုမှာရေး ဟိုနက်နာထိကြိုက်မှာစိုးလို့ခဏနဲ့အများကြီးနေတိုက်အတွက်ကိုဟိုအများကြီးမပေးပါဘူးနေတိုက်ကတော့တိုင်းနဲ့တက်မှလိုက်ဆိုပါဟိုအပြင်းပြေးလိုက်ထိုးပြီးဘာမှထိုးတယ်မရှိရင်နေတိုက်လိုက်ထိုးပါကျွန်တော်ပေးတဲ့မွေးကနေနဲ့မွေးနိုင်လေကျွန်တော်ပေးတဲ့နေတိုက်လိုက်ထိုးလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခေါက်ပြန်ပြောပေးပါမယ်ဘုဒ္ဓဟူးနေ့မနက်ဖြန်၁၈ရက်နေ့ဘုဒ္ဓဟူးနေ့တနေ့ကုန်က ထီယိုထီယာမဝန်ချင်းရ9ညဝန်ချင်းဖြစ်ပါတယ်ခင်ဗျတနေ့ကညမနက်မှာ9ညဝန်ချင်းတလုံးထီယိုထီပေးရပါမယ်9ညဝန်ချင်းမှာကျွန်တော်ဘာကနန်းလေးနဲ့တွဲထားလဲဆိုလို့ရှင်နှစ်ခွန်လေးကြီးဆိုတဲ့ခဏ3လုံးနဲ့ကျွန်တော်တွဲထားပါတယ်ဒါကြောင့်မလို့နမတနေ့ကမထိုးရမယ့်ကနန်း6ခွက်က9နှစ်9ခွန်9လေး3ည2 3ညခွန်3ညလေးဆိုတဲ့ကနန်း6ခွက်ဟုတ်အဲတိုင်းနေတာပါကနိုင်လံပြီးတော့ကစားလို့ရပါတယ် ဆိုတော့အားလုံးကိုပြန်ပြီးတော့နှစ်ချုပ်မယ်မွေးကနန်းတွေပါကျွန်တော်ထပ်ထပ်ပြီးတော့ပြောပြပါမယ်ကျန်တဲ့6ကြိမ်စာအတွက်ကပတ္တိယ5ပတ္တိဖြစ်ပါတယ်ကျွန်တော်တို့ပုံရဝူစာတာကလေးတောက်ကြာ3ညစာ5ပတ္တိဖြစ်ပါတယ်ငါပတ်တီပတ်တီမလိုက်ခြင်းနဲ့အကိုမတွေကအခွေပူပါလိုက်လို့ရပါတယ်အခွေပူပါကိုထပ်ပြီးတော့ပြောကြပေးပါမယ် စတိတ်တာရတဲ့ formula ရနန်းတနေ့ထောက်ဒီမှာကြာပေးရမယ်ခဏငါးလုံးခွေဘူးပါလေးက3713ဆိုရဲအခွေအပူပါကျန်တဲ့6ချိန်မှာလာနိုင်ရရှိပါတယ်စတိတ်ကြာတဲ့ formula ကြောင့်မလို့ကျန်တဲ့6ချိန်မှာ3713ခွေဘူးလာနိုင်ရရှိပါတယ်ဒါမိမိတို့စိတ်နှစ်သက်ရအောင်ကစားပါအကုန်လိုက်ကစားပြမလို့ပါဘူးဝေးထိုးကြလည်းမလို့ပါဘူးဟုတ်ပြီ ငါတို့ညာ break လိုင်းနေတဲ့သူရကငါတို့ညာ break ဆက်လိုက်ပါကျွန်တော်ဦးမကျော်ဆုံးရောပေးထားပါတယ်တင်းငုံနေနေညာတော့ပေးထားပါတယ်ဦးမကျော်ငါတို့ညာ break နဲ့တပတ်တီပေးထားတယ်တပတ်တီအောင်ပါပြီငါတို့ညာ break ကြံနေတယ်ငါတို့ညာ break ကဆက်လိုက်ပါအခုကျန်တဲ့6ချိန်စာတော့တော့လိုက်သိုးကြမလို့ပါဘူးကျန်တဲ့6ချိန်စာတော့ကတပတ်တီကစားပြီးအောင်ရတဲ့သူတွေကကျန်တဲ့6ချိန်စာကိုငါးပတ်တီရှိတယ်တုံညာ1 2 3လေးခွေပူးရှိတယ်မိမိတို့ကြိုက်နေတဲ့အရာမိမိတို့ဉာဏ်ရှိသလိုမိမိငွေကို ကိုယ့်ဘာကိုချင်းချင်းပြီးတော့လိုက်ပါเนาะဒါကကျွန်တော်ကလမ်းခင်းလမ်းပြပြီးလို့ပဲရရဲ့အဲဆက်လျှောက်ကမှာကဒီလိုရတောင်းဝန်ဖြစ်ပါတယ်ကိုမလေးရတောင်းဝန်ဖြစ်ပါတယ်ဆိုတော့အလုံးမဲ့ live play ကိုကျွန်တော်အဆုံးသတ်ပါတော့မယ်မင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေမနက်ဖြန်ဗုဒ္ဓဟူးနေ့16ရက်နေ့6လ2025မှာလည်းမင်္ဂလာရှိသောနေ့ရက်လေးများနဲ့ အောက်သေးတဲ့ညာကြီးပိုင်ဆိုင်နိုင်ကြပါစီလို့ဆုတောင်းပေးရင်လည်း live လေးကိုအဆုံးသတ်လိုက်ပါမယ်ခင်ဗျာ